မြန်မာနိုင်ငံဤပထဝီဝင်နိုင်ငံရေးအခြေအနေထားအရမြောက်ဘက်တွင်တရုတ်အနောက်ဘက်တွင်အိန္ဒိယဘင်္ဂလားဒေ့ရှ်လိုမျိုးလူဦးရေအများဆုံးနိုင်ငံတွေအကြတရှိနေခြင်းသည် နိုင်ငံတော်လုံခြုံရေးအတွက်အရန်ကိုအန္တရာယ်များသည်ဟုဒေါက်တာစလိုက်ငွေကျုံးလျံကဆိုသည်လူဦးရေရောစီးပွားရေးရောအရာကြီးနိုင်ငံတွေရဲ့ကြားမှာ geopolitics ကိုကြည်ပြီးတော့နော်ဒီ59စာလုံးကို ထဲ့ထားရတယ်လို့ယုံကြည်တယ်ဒီကိစ္စကဘေးဘယ်ထားလို့မရပါဘူး၎င်းကယုံကြည်ရကိုပြောပြသည်တဲ့ဒါကနိုင်ငံတကာဥပဒေပညာရှင်ဖွဲ့စည်းပုံဥပဒေပညာရှင်ဒေါက်တာစလိုက်ငွေကျိုးလျံပြောတာနော်အဲ့တော့ဒါကထဲ့ကိုထဲ့ရမယ်ဘာဖြစ်လဲရောမြောက်ဘက်မှာတရုတ်အနောက်ဘက်မှာအိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်လိုအင်အားကြီးနိုင်ငံတွေရှိတဲ့အတွက်ကြောင့်နိုင်ငံတော်လုံခြုံရေးအတွက်အန္တရာယ်များလို့ရှိသင့်ပါတယ်ပေါ့နော် တကယ်ဆိုရထားတဲ့ဘွယ်တက်ထားတဲ့ပညာတွေစိုက်ပျိုးမွေးမြူရေးဆက်မှုလဲဟုတ်ပြန်နိုင်ငံကိုတိုးတက်တင်ပြပေးရင်ကောင်းပါတယ်တဲ့ပညာတတ်တဲ့သူတွေကိုအစိုးရဝန်ထမ်းခိုင်းရင်နန်းနန်းကြားကိုပညာသင်သုံးလားလွတ်ပါတယ်ဘယ်အစိုးရကိုမစိုးတဲ့ခုလာမဲ့ရွေးကောက်ပွဲကိုလည်းတချို့နယ်ဘက်တွေမှာမဲသွားမပေးရဘူးဆိုပြီးအသက်အန္တရာယ်ချေကြောက်တဲ့နယ်တွေရှိတယ်တဲ့ နိုင်ငံခြားကိုထင်ကြီးကြတယ်မနော်အဲ့လိုပေါ့အဲဒါဒါဆိုလို့ရှိရင်ဥသိညွပြောတာလည်းသိပြီးပြီနော် slide ငွေကြိုးလေးပြောတာလည်းသိပြီးပါပြီနောက်တစ်ချက်ကတော့အမျိုးသားအကျိုးစီးပွား national interest ဖြစ်သည်သူကျွန်ဘွားဟမ်အော်သူကျွန်ဘွားရောက်တဲ့နေရာကနေလွတ်လပ်ရေးရဖို့ရည်မှန်းချက်ဖြင့်ဝန်တာနုစိတ်တဲ့ကိုအခြေခံကဗိုလ်ချုပ်အောင်ဆန်းတို့ကိုယ်တိုင်အခြေခံဥပဒေကိုရေးဆွဲစဉ်ကတည်းက ထို့သောနိုင်ငံခြားသာသွေးနှောမှုကိုတားမြစ်သည့်ကိစ္စကပါလာပြီးသားဖြစ်သည်တဲ့ထိုဝန်တာနုစိတ်သည်ယနေ့အထိလူအဖွဲ့သေးကြတယ်ရှိနေစေဟုဒေါက်တာစလိုင်းငွေကျုံလျံကပြောသည်ကြည့်လေဆေးရကျွန်တော်ပြောခဲ့သလိုပဲဖဆပလခေါင်းဆောင်တွေကတေချာရေးသွားတာ49ရာတေချာရေးသွားတာနော်မျိုးသားကြိုးစည်းပွားကိုရည်ညွှန်းပြီးတော့တေချာရေးထည့်သွားတာနော်ဥပဒေထက်ပါဘယ်သူမှမရှိကာကြုတ်ကြီးကတစ်ချေလို့ဥပဒေအညီလုပ်နေတာပါဦးစင်ကတော့ မှန်တယ်မှန်တယ်သူကဥပဒေတိုင်းလုံနေတာဥပဒေတိုင်းလုံနေတာမဟုတ်လို့တမ်းမတော်သားတွေအများကြီးတည်ရတာနော်ဥပဒေတိုင်းကမလုံဖက်နဲ့အကြမ်းကင်မဲ့ဖွဲ့စည်းပုံကိုဖျက်ပြီးကင်မဲ့ဆိုရင်တမ်းမတော်သားတွေအလောက်ပေရှည်ပြီးအသေးခံစားမလိုဘူးနော်သွားထိုးစစ်စင်သွားအကြမ်းကင်ရတယ်ဥပဒေတိုင်းလုံနေတဲ့ခါကျတော့ပေရှည်တိုင်ပတ်ပြီးစစ်တီတွေကစတိခံတယ်လို့ဖြစ်နေရတယ်အကျိုးမှမရှိတဲ့လက်တွေမှာလူတွေများပြီးကိုယ်နိုင်ငံရေးကိုယ်လူမျိုးဘာသာဆွေးနွေးတွေပြတဲ့လက်တွေ များများလိုပါတယ်များများလိုချင်ရင် light လက်မတွေပေးကြ light တွေထဲဝင်ကြည့်လိုက်လက်မတွေပေးလက်မများများရမှ YouTube က click through rate ဆိုတာရှိတယ်သူရဲ့ PRN ဆိုတာ RPN system ဆိုတာမသိဘူးအဲအဲ့ဒါက light များလို့ရှိရင် तू ကလွှင့်ပေးတယ်တခြားသူတွေရှိလဲ light လွှင့်ပေးတယ်၂008ကနေအခုဒီဘာတစ်ခုကောင်းငယ်လဲပြောကြည့်တယ်အဲ့ဒါအနယ်ဒီကိုသွားမေးရမှာ ရှင်းဆက်ဆစ်ចောင်းသားတွေ NLD ကိုသွားမိရမှာကျွန်တော်တို့မမိရမှာနော်ကျွန်တော်တို့ကလုံဆောင်ချက်တွေအကုန်ချပြပေးပြီလားနော်ခင်ဗျာအခုမှလာဝင်နားထောင်လို့ဆိုတော့မသိဘူးအဲကျွန်တော်ကျွန်တော်အကြောင်းအရင်လေးလာဂျင်းကျော်လင်အကြောင်းအရင်လေးလာဂျင်းကျော်လင်ဘာကောင်းလဲသူကဓာတ်တွေကိုဘယ်ချိန်နဲ့ပြောတာလဲသူဘာတွေပြောခဲ့သလဲအဲ့ဒါကိုအရင်လေးလာစကားကိုအရင်မပြောနဲ့နော်အခုចောင်းနေဘူးတဲ့ဆိုစကားအရင်မပြောနဲ့ ဟုတ်တယ်သူ့နေရာမရောက်မသိဘူးခင်ဗျားတို့ management manager နေရာကိုရောက်ဖို့မှ management လုပ်ဖို့မှ manager တွေအကြောင်းကိုခင်ဗျားတို့ကိုချင်းစာနိုင်မယ်ခင်ဗျားတို့လုပ်ငန်းရှင်တယောက်လုပ်ဖို့မှလုပ်ငန်းရှင်ကိုတယောက်ခင်ဗျားတို့ကိုချင်းစာနိုင်မယ်နော်လာစာနေတယ်လာစာနေတယ်လုပ်ငန်းရှင်လာစာတူမပေးဘူးဆိုပြီးအော်နေတာကအဲ့ဒါအမှန်တရားမဟုတ်ခင်ဗျားတို့ကိုယ်တိုင်လုပ်ငန်းရှင်မဖြစ်ဘူးလို့နော်စူးစမ်းကြည့်ပါသူ့နေရာရောက်တဲ့ခါကျရင်သိပါလိမ့်မယ် เนาะအဲ့ဒါဆိုကျွန်တော်စက်ကြည့်အောင်ဥပမာအမေရိကန်နိုင်ငံဆိုရင်ဗြိတိရလိုကိုနိုလီစနစ်အောက်မှာနေလာရတော့ဘရင်စနစ်ကိုတိတ်မုန်းတယ်လက်မခံဘူးသူတို့ကဒီမိုကရေစီစနစ်ကိုပဲတွားကျင်တာဆိုတော့အမေရိကန်နိုင်ငံမှာတမရဖြစ်ကျင်တဲ့သူကဒီတိန်ကချီးမြှင့်တဲ့စာပွဲကိုတော့လက်ခံလို့မရဘူးဗြိတိရကပေးတာဘာတစ်ခုမှယူလို့မရဘူးအခုလည်းဒီအတိုင်းပဲ အင်းကြီးနိုင်ငံတွင်တော့ထိုကဲ့သို့နိုင်ငံခြားသားဩဇာကံတွင်းတော့ဆိုပြီးကန့်သက်ထားတာမရှိပါအိန္ဒိယမှာဆိုရင်ကွန်ကရက်ကွန်ကရက်အိုင်ပါတီရဲ့ဆိုနီယာဂန်ဒီကအိန္ဒိယနိုင်ငံသားပါတဲ့ဒါပေမဲ့အိန္ဒိယနိုင်ငံသားခံယူထားတဲ့အတွက်အိန္ဒိယနိုင်ငံမှာအကြီးအကဲလှုပ်လို့ရပါတယ်အီတလီယန်ဖနက်ဝစ်ပြီးအိန္ဒိယကိုချစ်ပါတယ်ဆိုတဲ့ပါတီပါတီလို့တော့ပြောဆိုတာ ရှိပါတယ်မြန်မာနိုင်ငံရဲ့1940ခုဖွဲ့စည်းပုံအခြေခံဥပဒေတွင်လဲလွတ်တော်ကိုယ်စားလှယ်များအနေဖြင့်နိုင်ငံခြားသားနိုင်ငံခြားဩဇာကံဖြစ်လို့မရဟုဆိုထားသည်တဲ့ပဲဒါဆိုရင်59စာလုံးမှာပါတဲ့တာသမီးလဲနိုင်ငံခြားဩဇာကံမဖြစ်ရဘူးဆိုတဲ့ဥစ္စာမှန်တာပေါ့ကောင်းတာပေါ့တေချာကြည့်59စာလုံးကဖဆပလခေါင်းဆောင်ကြီးတွေကိုယ်တိုင်လဲရေးခဲ့တာဖြစ်တယ်လို့နော်ညီလာခံမှာတက်ခဲ့တဲ့သူတွေအကုန်လုံးစိုးပွားချက်ချပြီးရေးခဲ့တာ ခင်ဗျားတို့အခု NLD ကဥသေးကြီးတေလားမတေလားတော့မသိဘူးအဲ့ဒီလူယူသွားမေးကြဒီမှာသူရေးသူပြောခဲ့တာတဲ့နော်နိုင်ငံသားတွေမျက်နှာမထောက်ဘူးဒေါ်စန်းစုကြည်မျက်နှာထောက်ပြီးတော့မမကြီးမျက်နှာထောက်ပြီးတော့နော်ဟောဒီဘက်ကမပြင်းပေးဘူးဥသာမဲတွေကိုမတမာမှုမရှင်းပေးဘူးပြည်တော်စုလွတ်တော်အထူးစုဝေးမခေါ်ပေးဘူးအမတ်ပေါင်း300နဲ့200နဲ့300တောင်းဆိုရဲသားလားဟောဒီဘက်အချိန်ကတော့မှ84မှာပါတယ် လေးပုံတပုံကတောင်းဆိုရင်အထူးစီဝင်ခေါ်ပေးရတယ်ပြည်တော်စုလွတ်တော်ကိုဥက္ကရာကဒါပေမဲ့မခေါ်ပေးဘူးလေးပုံတပုံတော့မဟုတ်ဘူးသုံးပုံတပုံတော့ခေါ်ပေးတာသုံးပုံတပုံတော့တင်ပြတာ200သုံးဦးတော့ခဲပါမကြည့်ဥမာဦးဝင်းမြင့်တော်မမစုမြင့်တာထောက်သွားတာဒေါ်စုရာတမရပင်သာသမီမြင့်တာမထောက်ဘူးလို့မင်းတို့အာမခံနိုင်လားဟမ်သူသာသမီကနိုင်ငံသားဩဇာကံဒီစုံတစ်ခုဆိုသာသမီမြင့်တာမမထောက်ဘဲနိုင်ငံမြင့်တာပဲထောက်မယ်လို့မင်းတို့အာမခံနိုင်လို့လားဘယ်သူမှအာမမခံနိုင်ဘူး ဘယ်သူမှဘာမှမဖြစ်ဘူးရှင်းပြီလားအဲ့တော့ဓာတွေကငကိုတွေကဟိုရည်ရွယ်ချက်ကသူ့ယူချက်နဲ့သူပုံမှန်တွေကရှိသားပြီးသားမယ်ကိုတိုင်ကမြန်မာနိုင်ငံသားဖြစ်နေပေမဲ့ဇနီးနဲ့တာသမီများကအမေရိကန်နိုင်ငံသားခံယူထားသောကြောင့်ကိုတိုင်လည်းပုံမှန်59နှစ်မကင်းနိုင်သေးဟုနော်နိုင်ငံတကာဥပဒေပညာရှင်ဒေါက်တာစလိုင်းဝေကျုံးလျံကပြောသည်နော်အဲ့တော့သူကိုတိုင်လည်းပဲ အဖေလည်း59စာလုံးရဝင်ကြီးလည်းလုံးလုံးမရလို့တမရလည်းဖြုတ်ခွင့်မရှိဘူးဒါပေမဲ့ဖွဲ့စည်းပုံကိုအပြစ်တင်လို့မရဘူးဖွဲ့စည်းပုံကသူ့အတူနေနေတာနော်သူလည်းနိုင်ငံသားတယောက်ပဲလေချင်းလူမျိုးလေနော်သူလည်းတမရလုံးလို့ရတာပဲချင်းပြည်နယ်မှာဆိုရင်ဖွဲ့စည်းပုံဥပဒေပညာရှင်တကယ်ခေါင်းဆောင်ကြီးတယောက်ဥပဒေတွေကိုလေ့လာရတဲ့သူသူလည်းတမရလုံးလို့ရတာပဲဒါမလုံဘူးမလုံဘူးဘာဖြစ်လို့လဲဥပဒေရမဖြစ်နိုင်ဘူးသူလောဘမကြီးဘူး တကယ်ဆို तू ကပုံယူတင်တာပေါ့တော့စုတဲ့ဆိုင်ချင်းတိုင်းရင်သားကပို့ပြီးတံမရယူယူတင်တာပေါ့မယူဘူးနော်မယူဘူးချင်းလူမျိုးကြီးစတိုင်းဝင်ကြုံးလဲကျွန်တော်ဗမာတွေရတာမဟုတ်တာဗမာတွေကပညာတတ်ပြီဆိုຢာဓုယူပြီနေရာယူပြီဟမ်မချင်းလူမျိုးကြီးຢာဓုလည်းမယူနေရာလည်းမယူသူ့အရှိမရှိတဲ့အရှိလေးတိုင်းကို तू တင်းတင်းရောင်ရဲပြီးတော့စားတော့ပြီးတော့မသိသေးတဲ့သူကိုလိုက်ဝေမျှပေးတာဟွန်း 多数了在青流庙，一思来我这弄弄，吃酒啊，好不好？人家说都着啊，不方便嘛，咱们拉酒杯咯。俺说，我啥拢不喝，就来咱们拉拢呗。啊，酒楼伢来呗。